နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချက်ဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကမြမရိုရာနှစ်တကူကာလမှာအမြဲတမ်းလှုပ်ဆောင်လေးရှိတဲ့အကျဉ်းသားများလွန်ငင်းချမ်းသာခွင့်ပေးရန်ရှိနေပြီးတော့အဲ့ဒီလွန်ငင်းချမ်းသာခွင့်နဲ့အာဆီယံရဲ့အတိမတ်ပြုမှုနဲ့ချီးကျူးမှုကိုရယူမှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါရဲ့ဖိတ်ကြားချက်အရဧပြီလ18ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုတွားရောက်ပြီးတော့အာဆီယံခေါင်းဆောင်များနဲ့တွေ့ဆုံရန်ရှိနေတဲ့မင်းအောင်လှိုင်က မြမနှစ်သက်ကိုနှစ်ဆန်းတည့်ရက်နေ့မှာလူငင်းချမ်းသာခွင့်များကြီးညာရန်ရှိနေတယ်လို့သိရပါဗါးအခုလိုမျိုးကြီးညာရမှာအကျဉ်းသားများကိုလွှတ်ပေးခြင်းအပြင်အာဆီယံရဲ့အသိမှတ်ပြုမှုကိုရယူခြင်းနဲ့သဘောရှိနေတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောပါတယ် နေ့တက်ကူးမှာလူငင်းချမ်းသာခွင့်ပေးမယ်လို့သိရပါတယ်အကျဉ်းသားတွေထပ်လွတ်မယ်ဆိုပေမဲ့ရာဇဝဲအကျဉ်းသားတွေပဲတော်တော်များများပါနိုင်ပါတယ်အာဆီယံမီတင်ခေါ်ထားတော့နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့အကျဉ်းသားတချို့ကိုလည်းလွတ်နိုင်တယ်လို့တော့သိရပါတယ်နိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်ကိုတော့လွတ်မဲ့အခြေအနေမကြားရပါဘူးလို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကပြောဆိုထားပါတယ်အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါကထိုင်းနိုင်ငံဘန်ကောက်မြို့မှာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အာဆီယံခေါင်းဆောင်များ မနက်ပိုင်းဧပြီလ18ရက်နေ့မှာတွေ့ဆုံရန်ရှိနေပြီးတော့အဲ့ဒီတွေ့ဆုံမှုမှာအပြစ်ခတ်ရက်စဲပြီးတော့မလျင်ဘေးအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုပေးရေးကိုအဓိကဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ASEAN ရဲ့မြန်မာအရေးဖြည့်ရှင်ရေးဘုံသဘောတူညီချက်၅ချက်ကိုဆက်လက်ပြီးတော့ကန့်ဆွဲထားဆဲဖြစ်တယ်လို့တရားဝင်ထုတ်ဖော်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။